ခြေစွမ်းဆိုးခဲ့တဲ့ချိန်မှာလွတ်တော်ရဲမှာဟာတာလုတ်ခဲ့တာနဲ့ပတ်သက်လို့မကွမ်းရကိုပြန်ပြီးတောင်းပန်ခဲ့ရတဲ့ဂါနာလွတ်တော်မှပရိသတ်များအားလုံးမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇောင်းအတင်ဆက်နေပါတယ်။ဟဲမကွာရကအင်္ဂလန်နဲ့မန်ချက်စတာယူနိုက်တက်အတင်းရေဘိုခန်းစီကစားမအတူဖြစ်ပြီးတော့ကဘာထိတ်တန်ခန်းစီကစားမတွေကတအုပ်လို့ဆွေးရမှာဖြစ်ပါတယ်။ဒါပေမဲ့သူရဲ့ကစားမဘဝကအမြဲတမ်းချုံးမွေးခဲ့တာတော့မဟုတ်ပါဘူး။သူပြင်းတော့2021နဲ့22ခုနှစ်တည်းမှာယူနိုက်တက်မှာရုန်းကန်ရရချိန်မှာတော့ပရိသတ်တွေမီဒီယာတွေနဲ့နိုင်ငံတကာအဆင့်မှာအလောင်းပြောင်မှုတွေဝေဖန်မှုတွေရင်ဆိုင်ခဲ့ရတာပါ။ အဲလောင်ပြောင်မှုတွေရဲ့ထုတ်ထိပ်ကတော့2022ခုနှစ်မှာတောင်အာဖရိကတိုက်ကခါနာနိုင်ငံရဲ့လွှတ်တော်တွေမှာသူ့ကိုဟာသလုပ်ပြီးဆွေးနွေးခံခဲ့ရတဲ့ဖြစ်ရဖြစ်ပါတယ်။အခုမကွမ်းရလုပ်ပြနေတာတွေကိုဂုံပြူတော့အားဖြင့်ကျွန်တော်အနေနဲ့ဒီကြောင်းအလေးကိုပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးမြ။နောက်ဆက်ကခုနှစ်မှာ Manchester United ကမကွမ်းရကိုပေါင်တန်း80နဲ့ခွဲယူခဲ့ပြီးဒါကအခန်းကြီးကစားမတူအတွက်ကမ္ဘာစံချိန်တွင်ပြောင်းရွှေ့ခြင်းဖြစ်ခဲ့တာပါ။ဓမ္မရာသီမှာသူကအသင်းရဲ့အဓိကကစားမဖြစ်လာပြီးတော့အသင်းကောင်းဆောင်ဖြစ်လဲခန့်အပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့2021နဲ့2022ခုနှစ်တွေမှာ United ရဲ့စွမ်းဆောင်ရည်ကြဆင်းလာခြင်းမှာတော့မကွမ်ရကအဓိကပြင်းမှတ်ဖြစ်လာခဲ့ပါတယ်။သူရဲ့ခံစားပိုင်းဆိုင်ရာအမှားတွေ on course တွေနဲ့ဒဏ်ပဒနာတွေကြောင့်ပြည်သက်တွေကသူ့ကိုဘူးလောက်ပြီးတော့လှံပြောင်ခဲ့ကြပါတယ်။ဒီမူကွင်ရဲ့မှာ Stephen Harry လို့ခေါ်ဆိုခံရပြီးတော့သူရဲ့အမှားတွေကိုဟာသားလုပ်တဲ့ဗီဒီယိုတွေ memes တွေပြန့်နှံ့ခဲ့ပါတယ်။အဲဒီချိန်ကမကွမ်ရအတွက်အမောင်ဆုံးကာလဖြစ်ခဲ့ပြီးတော့သူရဲ့စိတ်ဓာတ်ကဘယ်လောက်ကြီးကြန့်ခိုင်တယ်လဲဆိုတာကကြမ္မာကစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ မကွာရဲ့လောင်ပြောင်ခံရမှုကအင်္ဂလန်နဲ့ဥရောပတွေမှာရင်ရက်တံမသွားခဲ့ပါဘူး2022ခုနှစ်ဒီဇင်ဘာ10ရက်နေ့မှာတော့တောင်အာဖရိကတိုက်ကကာနာနိုင်ငံရဲ့လွတ်တော်တဲမှာတော့သူ့ကိုဟာသားလုပ်ပြီးတော့ဆွေးနွေးခံခဲ့ရပါတယ်။ကာနာကအာဖရိကတိုက်ရဲ့နောက်ဘက်ကမ်းရိုးတဲမှာတည်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့စီးပွားရေးနဲ့နိုင်ငံရေးအရအာဖရိကမှာရေးပါတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။2022ခုနှစ်မှာကာနာကပြင်းထန်တဲ့စီးပွားရေးအကျပ်တဲနဲ့ရင်ဆိုင်နေရပါတယ်။ဝေကြီးဖောင်းပွားမှု inflation က54%ရခိုင်နှုန်းထိရောက်ရှိခဲ့ပြီးပြည်သူကျွေးတွေတိုးပွားလာကကာနာရဲ့ငွေကြေးတန်ဖိုးကလည်းကျဆင်းခဲ့ပါတယ်။ အလို့ချင်းဒီမှာတော့လွှတ်တော်မတ်တွေက2023ဘတ်ဂျက်ကိုရွှေနှိကြကြချိန်မှာတော့နိုင်ငံရေးဝေဖန်မှုတွေနဲ့တူဟာတာတွေလည်းထွက်ပေါ်လာခဲ့ပါတယ် ကနရဲ့အတိုက်ခံပါတီဖြစ်တဲ့မြို့သားဒီမိုကရက်တစ်ကွန်ဂရက်ကအဖွဲ့ဝင်တအုပ်ဖြစ်တဲ့လွှတ်တော်အမတ်အီဆက်အေဒွန်ကိုကအဲဒီဆွေးနွေးပွဲမှာကနရဲ့ဒုတိယသမ္မတဖြစ်တဲ့မဟာမိုဒူဘော်ယူမီယာရဲ့စီးပွားရေးစီမံခန့်ခွဲမှုကိုဝေဖန်မှုမကွာရဟုဥမာဖြစ်သုံးသွားခဲ့တာဖြစ်ပါတယ်။အဒွန်ကိုကနိုင်ငံရေးဆွေးနွေးပွဲဒီမှာဟာသားနဲ့ဥမာတွေတုံ့နှုံပြောဆိုတတ်သူဖြစ်ပြီးတော့အဲဒီဆွေးနွေးပွဲမှာသူကဒုတိယသမ္မတဖြစ်တဲ့ဘော်ယူမီယာကို Economic မကွာရစီးပွားရေးမကွာရလို့ခေါ်ဆိုခဲ့ပါတယ်။ သူရဲ့ပြောဆိုချက်ထဲမှာတော့ Manchester United က Harry Maguire ကိုပေါင်တန်း80နဲ့ဝယ်ယူခဲ့ပြီးသူကအသင်းရဲ့ခန်းစစ်မှာကြီးမားဆုံးချိန်ချောင်းမှုဖြစ်လာခဲ့ပါတယ်။သူကအပြိုင်ပြိုင်အသင်းတွေကိုဂိုးတင်ပေးခဲ့ပြီးတော့ ongoing အများကြီးတွင်းခဲ့တာပါ။အလိုပဲဒုတိယသမရဘာဝမီယာကဂါနာရဲ့စီးပွားရေးကိုပုံမဆိုးဝါးစေပါတယ်လို့ပြောဆိုသွားခဲ့တာပါ။အဲဒီပြောဆိုချက်ကလှတ်တော်အတွင်းရေမောတန်တွေထွက်ပေါ်လာစေခဲ့ပြီးတော့ Brio Fine လူမှုကွန်ရက်မှာပြန့်နှံ့သွားစေခဲ့တာဖြစ်ပါတယ်။အဖေကမကွာရရဲ့ဂုံတရင်ကိုထိခိုက်စေခဲ့ပြီးတော့သူ့ရဲ့စိတ်ဓာတ်ကိုစမ်းတက်တဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။ ကာနာလွတ်တော်မှာသူ့ကိုဟာတာလုတ်ခံရတာကလောင်ပြောင်မှုရဲ့အမြင့်ဆုံးအဆင့်တစ်ခုဖြစ်ပြီးတော့ဒါကသူ့အတွက်စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ကာနာလွတ်တော်ဖြစ်ရက်ကမကွမ်းရအတွက်စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပေမဲ့သူကအဲ့ဒီဖြစ်ရက်ကိုအပြစ်တော်နဲ့တုံ့ပြန်ခဲ့ပါတယ်။သူကလူမှုကွန်ရက်မှာဒီဖြစ်ရက်နဲ့ပတ်သက်ပြီးတော့ဓာတ်ရိုက်မတုံ့ပြန်ခဲ့ပေမဲ့သူ့ရဲ့ကစားကွင်းပေါ်ကစွမ်းဆောင်ရည်နဲ့ဖိအားတွေကိုကျော်လွှားနိုင်ခဲ့ပါတယ်။နောက်နေ့ဆက်တော့ကုနေကနေစားလို့အခုချိန်ထိမကွန်ရကခန်းစစ်မှာဘလောက်အားကိုးရလဲအတင်းကလိုအပ်နေချိန်မှာဘလို့မျိုးကက်တင်ပေးခဲ့တယ်လဲဆိုတာ အားလုံးရဲ့မျက်မြင်ပဲဖြစ်ပါရည်။အဲဒါကြောင့်ကာနာလွတ်တော်မတ်ကြီးကလည်းမကွမ်းရောက်ကိုတရားဝင်လူသိရှင်ကြားပြန်လည်တောင်းပန်ခဲ့ရပါရည်။နောက်နေ့23ခုနှစ်နိုဝင်ဘာ22ရက်နေ့ကာနာလွတ်တော်မှာ2024ဘတ်ဂျက်ဆွေးနွေးပွဲပြုလုပ်စဉ်မှာအတွန်ကိုကပြန်လည်တောင်းပန်ခဲ့တာဖြစ်ပါရည်။မန်ချက်စတာယူနိုက်တက်ရဲ့ပေါ်ခံစစ်မှာကြီးမားဆုံးချိန်ချောင်းမှုဖြစ်ခဲ့တဲ့ဟယ်ရီမကွမ်းရောက်ကိုကျွန်တော်တောင်းပန်ပါရည်။ဒီနေ့မကွမ်းရောက်ကအလှည့်ပြောင်းရောက်လာပြီးတော့ပြောင်းလဲမှုတွေဖန်တီးနိုင်တဲ့ဘောလုံးသမား transformational footballer တူဖြစ်လာခဲ့ပါရည်။သူက United အတွက်ဂိုးတွေတင်နေပါပြီ။အသင်းအဓိကကစားမတူလည်းဖြစ်လာခဲ့ပါရည်လို့ပြောကြားခဲ့တာဖြစ်ပါရည်။ ဒီပြောဆိုချက်ကလူမှုကွန်ရက်မှာပြန်လည်ပြန့်နှံ့ခဲ့ပါတယ်။မကွန်ရက်ကတော့သဘောထားကြည့်ရှာပါတယ်။ H ကနေအဆင့်ပဲ MPI set Adungo Phology accepted see you at the Old Trafford soon လတော်မကြီး H set Adungo ရဲ့တောင်းပန်မှုကိုကျွန်တော်လက်ခံပါတယ်။မကြာခင်မှာအိုးထွက်ဖို့မှာစုံတရားဖို့မျှော်လင့်ပါတယ်လို့ post တင်ရေးသားထားခဲ့ပါတယ်။ဟုတ်ပါတယ်ဒီဗီဒီယိုကကောင်းကြီးအတွက်ဂုဏ်ပြုခြင်းဖြစ်ပါတယ်။နေသက်သဘောကြရဲဆိုရင်တော့ like and share လေးနဲ့အားပေးသွားခဲ့ကြပါဦးခင်ဗျာ။စုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။